ခီးသွားရသည်မှာပြပခီးစဉ်လက်ပတ်မှုထက်ပြင်းခီးစဉ်တွေတဲမှာလက်ပတ်မှုတွေကိုမြင့်တင်ပေးဖို့လိုအပ်နေတယ်လို့ခီးသွားအေဂျင်စီတွေကပြောဆိုလိုက်ပါတယ်။ဟိန်းကိုကသတင်းပေးပို့ထားပါရရှင်။မြန်မာနိုင်ငံကခီးသွားပြည်သူတွေကြားထဲမှာပြည်တွင်းခီးသွားလက်ပတ်မှုမြင့်တင်ပေးဖို့လိုအပ်နေတယ်လို့ထောက်ပြခဲ့ကြတာပါ။ပြပနိုင်ငံတွေသာမကပြည်တွင်းမှာလည်းလေလာစရာလက်ပတ်စရာတွေပြည်နေပြီးလူမသိသေးတဲ့သဘာဝအလှပတွေကိုခံစားဖို့အတွက်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ဟိုးကျမတို့နိုင်ငံမှာတော့ဟိုးကျမတို့ငွေတော့ဆန်နစ်တို့ဆန်နစ်တို့ကဆိုရင်တော့ကျမတို့ဖျားဖို့တွားကြတယ်ပေါ့လေမိသားစုတွေရအဖိုးတွေရအဖွားတွေရအဖေတွေရအမေတွေရတခါတည်းမောင်နှမတွေရကားကြီးတက်မှာနော်ဟိုဟိုတွားကြတော့ရှုဆက်တော်ဆိုရင်ငွေငွေတော့ဆိုရင်အရန်ကိုပြောပါလေတွားကြတာလေအဲ့တော့ကျမတို့လူမျိုးတွေကခီးသွာအာဂျင်းနဲ့မစိမ့်ပါဘူးဒါပေမဲ့အခုနောက်ပိုင်းကြတဲ့အခါမှာကြတော့ဟိုပို့ပြီးတော့ဘယ်ကောင်မလဲဟိုတိုးတက်လာကြတဲ့အခါမှာကြတော့လူတွေကခီးတန်းကြတဲ့ reason တွေကအမျိုးမျိုးဖြစ်လာပါတယ် ဒေတာတွေမှာရှိနေတဲ့သဘာဝအလှတရားတွေကိုလည်းတန်ရှင်းတဲ့နေရာတွေနဲ့လက်ပတ်ချင်စရာကောင်းအောင်ဒေတာကန်တွေနဲ့အုပ်ချုပ်ရေးအာဏာပိုင်တွေကစနစ်တရထိန်းသိမ်းထားတယ်လို့မြန်မာ Tourism Federation ကအထွေထွေမန်နေဂျာကပြောပါတယ်။သူများနိုင်ငံတွေမှာဆိုတော့အခုဟွန်ညွိုင်းတို့ကိုလွန်ဘေးတို့ဘာမှအားလုံးရောက်ခဲ့ပါတယ်။ဘာမှဟုတ်တော့မဟုတ်ဘူး။ဒါတော့တော့မှမလှအောင်လို့လို့တော့ပဲ။ဒါမှမဟုတ်တို့တွေက ိုဘာသာရေးရတော့မရှိဘူးကွန်မြူနစ်ဆိုတော့ဘာလို့ကြာတော့လဲခါရဲဆွဲချက်လမ်းဆိုလဲလမ်းအောင်ဟိုလိုပြန်လာရေးမဟုတ်တော့မှာပေါ့နော်တတ်တဲ့နဲ့သွားလို့ရအောင်ဘာမီးဆိုလဲပင်နေရတော့ကြောက်ပွင့်ပြီးပြီးလာတော့စသဖြင့်ပေါ့ highlight လုပ်နေတော့ပေါ့အင်္ဂလိပ်မှာဆိုဒီ destination management ဆိုအဲ့ဒါလည်းပါတော့ဒါရီယာစဘင်္ဂလားမှာလုပ်ဖို့အများကြီးလိုပါသေးတယ်ဒါတွေကိုလည်းတဖြည်းဖြည်းနဲ့ပေါ့အဓိကတော့တိုင်းဒေသကြီးပြည်နယ်ဆိုရတွေကစပြီးတော့ဒါစပြီးတော့တည်အောင်ပြောအောင်ပေါ့နော်ဒါဒီဒေသတွေရှိတယ်ဒါတွေကိုလုပ်စင်ပါလေလုံးဝ တစ်ဖက်သက်ဘာသာရေးပြည့်တဲ့ခါမှာဘာသာရေးလည်းမလုပ်ရင်လုပ်ပါဗမာလူမျိုးကတော့ဖျားမြင်မှာဒီရင်ဖျားဘူးတွေကကြိုက်တာဟုတ်ပါလားတခြားတော့ဒီဒီရင်ဖျားဘူးတွေကဘလို့တခြားတော့ဒီကဒိုးအဖက်ရှင်ပြောကြဆိုဒိုးအဖက်ရှင်ရှင်းပြတော့ဒါယူလာတာလေခဏဆိုမချွတ်ချင်အောင်အဲ့လိုကြားမှာဒါကြီးကိုမချွတ်ပြန်လဲတစ်ဖက်ကလောယာအဲ့လိုမလားနော်ဘာသာရေးလောယာကမကောင်းမြန်လို့ဆိုဒီပေါ်မှာအင်္ဂလိပ်ကအများကြီးလုတ်သွားတယ်နော်အဲဒါမို့လုတ်ပြတော့အများကြီးရှိပါသေးတယ်စီးသွားတယ်ပါ ပြည်ရင်းကခီးသားအေဂျင်စီတွေရဲ့တာဝန်ယူမှုတာဝန်ခံမှုနှေးပါနေတာကြောင့်ပြည်ရင်းခီးသားလက်ပတ်မှုနှေးပါနေရတာဖြစ်တယ်လို့ခီးသားပြည်သူတွေရဲ့ထောက်ပြမှုတွေကလည်းရှိနေပါပြည်ရင်းကခီးသားလုပ်ငန်းတွေမြင့်တက်လာဖို့အတွက်ခီးသားအေဂျင်စီတွေကလည်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်ပေးဖို့လိုအပ်နေတယ်လို့ထောက်ပြခဲ့ကြပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါ